ရာလက်ပြတ်နေတာပေါ့အဲဆိုတမီးကရှက်တယ်ပေါ့ဖေးကြီးကြောင်းလိုက်မပို့နဲ့ဆိုကျွန်တော်အဲ့ချိန်ရောင်းနေတစ်ခါဝမ်းနေခဲ့ရပါကျွန်တော်ချော့ပြတော့တမီးလေးဖေက ကိုရင်ကတော့မတန်ပေမဲ့တမီးတို့ဘောဖခင်ကောင်းပြီးတော့ဖေးမဟုတ်ဘူးသူမဟုတ်ဘူးចောင်းသူចောင်းထားနေအောင်ဖေးကရှာဖွေကြွေးနေတာတမီးလေးရှက်ဆရာမဟုတ်ဘူးသူများတွေလို့ရမ်းပြီးမတောက်စားပြီးတော့လောက်ကင်မကြွေးတဲ့အစာအဖေးတွေအများကြီးရှိတယ်အဖေးတို့ကအဲ့ကျမှတမီးတို့လောက်ကင်ကြွေးတဲ့အဖေးတွေကရှက်ဆရာမလိုဘူးဆိုပြီးတော့ကြောင်းပြတာပါ ပြီးရင်ကျွန်တော်တို့မေတ္တာကြီးအနေနဲ့ထမင်းနေပါလေစားရလေးတွေပေါ့ဒီဖေးတွေပါတော့ထည့်ပေးတယ်အမြဲတစေလုပ်ပေးကျွန်တော်တို့လေဒါကျွန်တော်ကျေးဇူးရှင်နေတယ်ကျွန်တော်ထင်မြန်နေကြတော့ပါလေ ဟုတ်ကဲ့ပါကျွန်တော်ကတော့အနုပညာတွေကလည်းရနာတာလေဘယ်ဘူးမှလည်းပွဲငါကလည်းမရှိဘူးနာမည်ကလည်းကြီးတဲ့လူတွေဆိုတော့ပွဲငါကလှိုင်လှိုင်ဆိုတော့ဟိုပွဲလည်းမကပါဘူးအဲ့ဒါနဲ့ကျွန်တော်အခုမရှက်မကြောက်ပြောရရင်တော့ကျွန်တော်ပလုံကောက်စားတယ်ပလုံကျွန်တော်လမ်းဘေးမှာတွေ့ရင်အဲ့ဒီဗီယာဘူးလေးတွေရေတံဘူးလေးတွေကောက်တယ်အဲ့ပစံလေးတွေနည်းနည်းစုရရင်းနှီးလေးနဲ့ရအောင်ကျွန်တော်တစ်ဖက်ဆိုင်တွေလိုက်ဝယ်ပါတယ်ဒါပေမဲ့ဒီနေရာလည်းကျွန်တော်ဘေးသမင်းရှင်ကျေးဇူးရှင်တွေကိုလည်းကျွန်တော် လုံးချီကြတော့ပါတယ်အဖေဆိုင်တွေကလည်းကျွန်တော်တို့ဘောစာနာထောက်ထားပါတယ်အချို့ဆိုင်တွေဆိုရင်ကျွန်တော်တို့ဘောအရန်ကောင်းတယ်ကျွန်တော်တို့ကလေးနဲ့လောက်ကင်နဲ့လက်ဖက်တဲ့နဲ့ဟိုဟောပေါ့ခါကျရင်ကျွန်တော်တို့သူများတရာဆိုရင် ကျွန်တော်တို့60 80နဲ့ပြီးပါတယ် တ္တာကြီးအနေနဲ့ထမင်းနေပါလေစားပြလေးတွေပေါ့ဒီဖေးရောတော့ထည့်ပေးတယ်အမြဲတစေလုပ်ပေးကျွန်တော်တို့ကလေဒါကျွန်တော်ကျေးဇူးရှင်နေတယ်ကျွန်တော်ထင်မြန်နေကြတော့ပါလေအရင်နဲ့ဟိုပီတိဖြစ်တယ်ဗျဝမ်းနဲ့ဝမ်းနေတယ်ပေါ့အဲ့လိုဟုတ်ဆိုရတာလှုပ်လေးရတော့ ဟုတ်ကဲ့ကျွန်တော်ဘာလို့မခေါ်လဲဆိုတော့ကြီးမိန်းကလေးတယောက်ပါတယ်ဆိုတော့ကျွန်တော်ဘယ်သူနဲ့မှလဲကျွန်တော်ပြောရမယ်ကျွန်တော်လည်းအလုပ်ကရှုပ်နေတယ်ကျွန်တော်ကဘယ်ချိန်ပြန်လာလို့ပြန်လာမှမသိအလုပ်ဖြီးရှိဖို့ကျွန်တော်တို့လုပ်နေရချိန်ဆိုတော့အဲ့တော့ကျွန်တော်ကျူရှင်စောက်တယ်ဘူကျောင်းဖွင့်တော့ပို့ဆိုးတာပေါ့ကျွန်တော်ပို့ပင်မန်းတာပေါ့သူတို့ကျူရှင်ကပြန်လာမနေ့စာချက်ပြီးစားတောက်ပြီးကျူရှင်ပို့ကျူရှင်ကနေပြန်လာပြီးဆိုရင် တခါလဲကျွန်တော်လွယ်ကြီးပါယူယူပြီးကျွန်တော်သုံးမင်းပေါ်တင်ပြီးသားဖားလေးအဲထမင်းစာတခါကျရင်တော့လမ်းအမော်ခြိုက်ကလေးထည့်သွားတယ်ခြိုက်လေးနဲ့ရိတ်ကောင်းတဲ့နေရာရေတံမှုလေးအဲ့လိုထိုင်စားကြတော့ဘွားတော့ကိုးနေရတဲ့ကိုကတော့ပျော်နေရတာပေါ့ဟုတ်ခက်ခဲကိုဖွားနဲ့ကိုပျော်နေနေရတာပေါ့ကျုံးခဲ့မှုတယ်ဟိုတခါကျရင်အဲ့လိုပေါ့ကျွန်တော်လူပြိုတော့ဘုံကြီး၃လေးလားလောက်ဝတ်ခဲ့မှုတော့လေအေးကြံကြံအဲ့လိုသွားနေတယ်ဒါပေမဲ့ဘွားကမရတော့လေ အဲ့တော့ကိုလျှောက်ခဲ့တဲ့လမ်းတော့အပြစ်မဲ့တဲ့ဒီကလေးတွေကိုမွေးဖွားပြီးသွားမှကိုကသွားပြီးဥပိ္ပခာကြီးသွားပြုတ်မယ်ဆိုရင်ကျွန်တော်တို့ကလူသားမဆန်တော့ဘူးဖြစ်သွားမယ်အဲ့တော့ခါကြရလေအဲ့လိုထွက်လိုက်ရယ်ဟိုခီးတွေကလေအရှိကြီးတွေထွက်လိုက်ရယ်ဘလုံးမမဖြစ်နိုင်တော့ငုံးကြက်လာလေဟိုဆင်စည်းွားရအဆင်မပြေအိမ်တော်ရအဆင်မပြေတဲ့ခါကျတော့ဒီသားသမီးတွေရဲ့နာကတ်ကိုဘလို့လောက်ရမလဲဆိုတာပဲကျွန်တော်တို့တွေးနေကျွန်တော်တို့ဘွားတွေကတေးရတေးမနားရမယ်ဘွားတွေလीအများအားပြန်သန်းနေရဆိုတော့ အဲ့တော့ဒီကလေးတွေရှင်းမှကျွန်တော်မမမမရက်တည်နေအောင်ကျွန်တော်လုပ်ရရဆက်ပြီးလုပ်နေအောင်ပါဟုတ်ကလေးတွေကပေါ့ရှိတယ်သူတို့ဟိုပါပေါ့ကြီးမလေးတုန်းကအကြောင်း KG တက်တော့ပြောတာပေါ့နော်မင်းတို့ဖေကလက်ပြတ်နေတာပေါ့အဲ့တော့တမီးကရှက်တယ်ပေါ့ဖေကြီးကြောင်းလိုက်မပို့နဲ့ဆိုကျွန်တော်အဲ့ချိန်ရောက်နေတခါဝမ်းနေခဲ့ရပါအဲ့နဲ့ကျွန်တော်ချော့ပြောတာတမီးလေးအဖေက ကိုရင်ကတော့မတန်ပေမဲ့တမီးတို့ဘောဖခင်ကောင်းပြီးတော့ဖေးမုတ်ဖူးသူမုတ်ဖူးចောင်းသူចောင်းထားနေအောင်ဖေးကရှာဖွေကျွေးနေတာတမီးလေးရှက်ဆရာမဟုတ်ဘူးသူများတွေလို့လမ်းမီးမတောက်စားပြီးတော့လောက်ကင်မကျွေးတဲ့အဖေတွေအများကြီးရှိတယ်အဖေတို့ကအဲ့ထဲမှာမှတမီးတို့လောက်ကင်ကျွေးတဲ့အဖေတွေပါလို့ရှက်ဆရာမလို့ဆိုပြီးတော့ကြောင်းပြရတာပေါ့လေအဲ့လိုကြတော့နားလေတယ်ပေါ့နော်အဲ तू ကတဖြည်းဖြည်းမှနားလေတာ အကေဂျီတက်တယ်ဆိုရင်ကျွန်တော်အเจ้าကိုသွားကြူခွင့်မပေးဘူးခလေးကကျောင်းကျွေသူရှက်တယ်လေတငယ်ချင်းတွေဝိုင်းစတော့အဲ့တော့ကျွန်တော်မကျူဟိုဟိုခက်လှမ်းလှမ်းပေါ့အเจ้าရဲ့ခက်လှမ်းလှမ်းတော့ကျွန်တော်စောင့်ပြီးတော့ကိုသားသမီးလေးတွေရှက်မှကြောက်လို့ကျွန်တော်အဲ့ဒါကတော့ဝမ်းနေဆုံးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့ရှက်เสียလူသားတွေတော့မဟုတ်ပါဘူးလူတွေကလူသားတွေပါပဲဒါပေမဲ့ဟိုပေါ့ကိုယ်ရင်ထဲမှာတော့ဟိုစိတ်မကောင်းဘူးဝမ်းနေเสียလေးတော့တစ်ခုဖြစ်တာပါ အခုကျွန်တော်လိုတော့မတွေးမိတော့ဘူးဟိုကညီမရောဘာလို့လဲဆိုတော့ကျွန်တော်ကဒီကိုရင်ကချိုးရင်းမိမှရတာဆိုတော့ကိုကဒီကိုင်တာမတူးတော့ဘူးကိုလေဒီမတန်မှန်းကိုင်တာလည်းကျွန်တော်ကိုကျွန်တော်လည်းမတန်ဘူးလို့လည်းမထင်တော့ဘူးဒီလိုပဲနေလာကြတော့လေကျွန်တော်ကိုကျွန်တော်လူကောင်းလို့ပဲစိတ်ထဲမှာပဲသိတယ်ကိုသူများဒါမဲ့ပင်တော့ပင်မတော့သူများတစလုံးညုံနှစ်ဆကြိုလောက်ရတာပေါ့အဲ့ဒါတော့ပင်မတော့ကျွန်တော်တို့လို ဟိုပါပွေငါချိုးရင်းနေတဲ့လူတွေမတန်စွမ်းဒီကိုတွေစိတ်တတ်မကြပါနဲ့ဘဝမှာကျွန်တော်တို့တွေကဖြတ်တန်းနေရမှာပဲတချို့လူတိုင်းမှာလည်းကိုယ်စီမတန်စွမ်းကြတာပါပဲကိုယ်ငါတန်စွမ်းပေမဲ့လည်းစိတ်တတ်တွေမတန်စွမ်းကြတာလည်းရှိကြပါအဲ့တော့လူတိုင်းလူတိုင်းမှာဒါတွေကဖြစ်မြဲတွေဖြစ်တဲ့အတွက်ကျွန်တော်တို့စိတ်တတ်ကြကြမလို့ပါဘဝမှာကျွန်တော်တို့သူများလုံနိုင်ကိုယ်လည်းလုံနိုင်ရမယ်ဆိုတော့ကျွန်တော်တို့စိတ်တတ်မွေးရင်တော့ကျွန်တော်ဘဝတွေကဟိုချောင်းဖြူဖြူနဲ့ရက်တီသွားနိုင်တယ် Disc. <laughs>